အဓိကတော့ဒီနိုင်ငံတကာရဲ့အကူအညီတွေပေါ့နော်ဒီဟာတွေလူသားရေးသတင်းစာနာထောက်ထားမှုအကူအညီတွေတကယ်ထိခိုက်ခံစားနေရတဲ့ပြည်သူတွေလက်ထဲကိုရောက်ဖို့ကိစ္စပေါ့နော်အဲအဲ့ဒီကိစ္စကိုအဓိကဆွေးနွေးခဲ့တယ်ပြီးတော့အဲ့လိုအဲ့လိုရောက်ဖို့ဆိုတဲ့ကိစ္စမှာလည်းဒီအကြံဖတ်ဒီစစ်ကောင်းဆောင်နဲ့အတင်းကျွန်တော်ထိတွေ့ဆက်ဆံနေုံနဲ့တော့ မပြီးဘူးပေါ့နော်မပြီးဘူးကျွန်တော်တို့ဒီနယ်မြေစုံမှုလည်းရှိနေတဲ့ NUG ပါဝင်ဒေါ်လိုင်းအင်အားစုတွေနဲ့ပါထိတွေ့ဆက်ဆံမှုလိုတယ်ဆိုတော့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးကြတာရှိပါတယ်အဲ့တော့လက်ရှိလည်းကျွန်တော်တို့တွေ့နေရတာပဲလေနော်နေပြီးတော့မှဆိုရင်နိုင်ငံတကာရဲ့အကူအညီတွေဒါမှလည်းထီထီမိမိမဖြတ်မွေနိုင်မဲနဲ့ဒီတိုင်းပဲကျွန်တော်တို့ကွင်းထဲမှာဒီတိုင်းပဲပုံနှားပြီးတော့ပြစ်ဆက်လက်ခတ်ပေါ့နော်အမိုးကမရှိပုံနှားကြတဲ့ဓာတ်ပုံတွေလည်းကျွန်တော်တို့တွေ့ကြရမှာဖြစ်တယ်ပေါ့နော် အဲ့တော့ဒီမဲအောင်လိုင်းဥဆောင်တဲ့ဒီစစ်တပ်ကတကယ်တမ်းကျတော့ဒီတိုင်းပြည်ကိုဒီလိုအခြေအနေတွေကြုံလာတဲ့အခါမှာစနစ်တကျစီမံခန့်ခွဲနိုင်နဲ့စွန့်အင်ပေါ့နော်စွန့်အားနောက်ပြီးစေတနာသူရှိမှရှိမနေဘူးပေါ့နော်ရှိမနေတဲ့အတွက်ကြောင့်မလို့ဒီဂျမ်ဖတ်ဆေးအစုလက်ထဲကိုသာအကူအညီတွေပုံအပ်လိုက်မယ်ဆိုရင်တော့ဒါတွေကအဲကျွန်တော်တို့ဟိုတကယ်ထိခိုက်နှစ်နာတဲ့ပြည်သူလူထုရှိဖို့ဒါရောက်ရှိဖို့ဆိုတဲ့ကိစ္စအင်မတန်မှခက်ခဲနိုင်မယ့်အခြေအနေတွေလည်းလက်တွေ့တွေ့မြင်နေရတာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ရခိုင်ကလည်းဒီအာဆီယံနိုင်ငံတွေနဲ့ကျွန်တော်တို့တွေတွေ့ဆုံမှုတွေရှိပါတယ်ဒါပေမဲ့လည်းအခုလိုမျိုးတရားဝင်သတင်းထုတ်ပြန်တဲ့ဟာတော့မရှိခဲ့ဘူးပေါ့နော်အဲအဲ့တော့အခုကတော့ဒါအာဆီယံဥက္ကဋ္ဌအနေနဲ့အာဆီယံဥက္ကဋ္ဌကိုစားဟိုအာဆီယံကိုကိုစားပြုပြီးတော့ပေါ့နော်ကျွန်တော်တို့အခုလိုတွေ့ဆုံတဲ့ကိစ္စနောက်ပြီးတော့ဒါကိုတရားဝင်သတင်းထုတ်ပြန်တဲ့ကိစ္စကတော့ဒါအဲပထမအကြိမ်ပထမဆုံးအကြိမ်လို့ဒါပြောလို့ရတယ်ပြီးတော့ဒီဝင်းချုပ် ဝင်းကျုပ်ချင်းပေါ့နော်အဲမြန်မာနိုင်ငံရဲ့ဒီမေဂန်ညိုရေးဆိုတာဝင်းကြီးကျုပ်နဲ့ဒီမလေးရှားနိုင်ငံရဲ့ဝင်းကျုပ်ဝင်းကျုပ် level အဲတွေ့ကြရတယ်ဆိုတော့အခြေအနေမျိုးလည်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒါကတော့ဒီထက်ပိုတဲ့နောက်ထပ်ပိုပြီးအရေးကြီးတာတော့ဒီတွေးဆုံမှုအပြင်ပေါ့နော်ကျွန်တော်ဒီထက်ပိုတဲ့အဲနောက်ထပ်တွေးဆုံမှုတွေပါဆက်ပြီးတော့တွေးဆုံကြပြီးတော့မြန်မာနိုင်ငံရဲ့ပြည်သူလူထုအတွက်ပေါ့နော်ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်လာဖို့အတွက်လောက်ကန်ဆောင်ရွက်သွားကြမယ်လမ်းစားတစ်ခုအနေနဲ့တော့အဲဒီဟာက အအစမတ်တခုလို့ပြောလို့ရမှာထင်ပါတယ်ဗျ။လက်ရှိတော့ကျွန်တော်တို့ကဒီ20ရက်နေ့အထိတော့ဒါဒါထိုးစစ်ကိုကျွန်တော်တို့ဒါရက်တန့်ထားတဲ့အချိန်တွေဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးအချိန်တွေဒီမှာကိုပဲပေါ့နော်ဒီအချမ်းပတ်ဆဲအုပ်စုဘက်ကထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုမလိုက်နာဘဲနဲ့စစ်ကြောင်းထိုးတာတွေနောက်ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်တာတွေနောက်ပြီးတော့တက်ရွှေ့တက်ပြောင်းတွေလှုပ်တာတွေ အဲဒါမျိုးတွေလုပ်နေတဲ့အတွက်ကြောင့်ရှုပ်နေရတယ်မှာထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်အဲ့တော့ဟိုပြစ်ခတ်ရစေးဆိုတဲ့ကိစ္စကတဖတ်ထဲလှုပ်လို့ရတဲ့ကိစ္စဟုတ်မနေဘူးပေါ့နော်အဲ့ဒါကြောင့်လို့ကျွန်တော်မလွဲတာမရှောင်တာအဲကျွန်တော်တို့ကျွန်တော်တို့ပြန်ပြီးတော့ခုခံရတဲ့အဲကိစ္စမျိုးတွေတော့ဒါရှိနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါပြည်သူလူထုဟိုကျွန်တော်တို့ဦးစားပေးတယ်ပြည်သူလူထုရဲ့ကျွန်တော်တို့အဆင်ပြေမှုပေါ့နော်ပြည်သူလူထုရဲ့ အဲအသက်အိုးအိမ်စည်းစိမ်ကိုကျွန်တော်တို့ကာကွယ်နိုင်မှုဒါကအရေးကြီးတဲ့အတွက်ကြောင့်မလို့ဒီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့တော့ဒါစဉ်းစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီဝင်းကျုပ်ကြီးနဲ့ကျွန်တော်တို့အာဝင်းကျုပ်ကြီးနဲ့ဒီမလေးရှားဝင်းကျုပ်တွေ့တဲ့အချိန်တုန်းကလည်းဒီလူရင်းတွဲဆုံမှုဆိုတဲ့ကိစ္စတွေလည်းပြောခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ချိုးကိချိုးနေရာတွေမှာဒီအွန်လိုင်းကနေတွဲဆုံတာလည်း ကောင်းတယ်လို့ဒါပေမဲ့လည်းတကယ်တမ်းမြေပြင်မှာလူချင်းအတွေ့ဆုံနိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ပိုပြီးတော့လည်းဒါရင်းနှီးကြောင်မှုရှိတာပေါ့နော်အဲ့တို့ကြောင့်မလို့ဒါတွေကလည်းဖြစ်လာနိုင်ပြီရှိပါတယ်ဒီဝင်းချုပ်ကြီးဝင်းချုပ်ချင်းချင်းတွေ့ကြတဲ့ကျွန်တော်တို့အဲတွေ့ဆုံဆွေးနွေးမှုကဟဲ့နောက်ပိုင်းမှာလည်းပဲပေါ့နော်နောက်ပိုင်းမှာလည်းပဲဒါနောက်ဆက်တွဲတွေ့ဆုံမှုတွေနောက်ဆွေးနွေးဆောင်ရွက်မှုတွေဒါတွေကလည်းဆက်ရှိလာအောင်မှာဖြစ်ပါတယ်ဗျအဲ့လိုပဲလူချင်းတွေ့ဆုံမှုနဲ့တွေ့ဆုံမှုတွေလည်းဒါဖြစ်လာဖို့တော့အလားအလာရှိပါတယ်ဟုတ်